ဟေယဝလုံးပဲမင်္ဂလာမနက်ခင်ဗျဂျွန်လာစကူယန်နေယမနပိုင်အထူးတရမြကိုပထမဆုံးလူရင်းတူရှင်းတင်ဆက်တော့မှာဖြစ်ပါတယ်ပြီးလို့ဆိုတော့ဗီဒီယိုလေးတွေလည်းကြည့်အောင်မှာဖြစ်ပါတယ်ကျွန်တော် channel ကိုအချင်းပေးပြီးကြီးစုနေတဲ့တုံ့ချင်းတွေအားလုံးကျေးဇူးများကြည့်တင်ပါတယ်လို့ပထမဆုံးပြောဆိုချင်ပါတယ်ဒါဆိုရင်တော့တရင်လေးတွေစကြရအောင်ဂျွန်လာစစ်ရှိယနေ့တွေတနင်္သာရီတိုင်းတနင်္သာရီမြောက်နေရန်ဖူးရွာတွေတက်ဆွေထားသောအကြံဖက်စစ်ကောင်စီစစ်ခွေးများကိုဝင်ရောက်တိုက်ခိုက်ရာစစ်ကောင်စီစစ်ခွေးဖက်မှတုံးကောင်ခွေးတွေဝတ်တေတေဆုံးခဲ့ကြောင်း ဘူကင်းတပ်ဖွဲ့မှတာဝန်ရှိသူတအူကပြောဆိုထားပါတယ်။ခေါင်းလိုက်တဲ့တင်းတော့တင်းဂျွန်လာစီယန်နေတွေပခူတိုင်းမင်းလာမြောက်နေရန်ကုန်ပီလမ်းပိုင်းတွေစိုက်ကယ်ဖိကင်းလေလာဒီခွေရဲမြောက်ကိုမိုက်ဆွေတိုက်ခက်ရာခွေရဲနှကောင် ခွေတေဝတ်တေတေဆုံးခေကြောင်ဒေတာတွင်တရင်ရင်မြောက်ကပြောဆိုထားပါတယ်ကောင်းလိုက်တဲ့တတင်းတော့တင်းဂျွန်လာစီယန်နေတွေပခူတိုင်းပေါင်တီမြောက်နေတွေပီတူမြောက်ကိုလူသားတိုင်အဖြစ်ဖမ်းဆီးလာတော့ အင်အားတရာပါစစ်ခွေးစစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်ကောင်စီစစ်ခွေးဘက်မှ၄ကောင်ခွေးတွေဝတ်တေတေဆုံးပြီး၃ကောင်အပင်းအထံဒဏ်ရာရရှိခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်အမတ်3600တိတိတ်ရင်မှစစ်ထုတ်လှိုင်းရေးနဲ့တရင်ပြန်ကျဲရေးတာဝန်ခံရေးဘော်ရှိတို့ကပြောဆိုထားပါတယ်။ကောင်းလိုက်တဲ့တည်နောက်တည်တနင်္သာရီတိုင်းတနင်္သာရီမိုတောင်လန်အပြန်လေစုမှုနိုင်ရဲ့စစ်ကြောင်းထူလာသည့် စစ်ကောင်စီတပ်ကို KNLA တပ်မဟာလေးနဲ့ပူးပေါင်းတက်ကဂျွန်လ19ရက်တွေတိုက်ခိုက်ခဲ့ရာအရာရှိအပါအဝင်စစ်ခွေးစေကောင်ခွေးတေဝတ်တီတီဆုံးခဲ့ကြောင်းကရင်အမျိုးသားအစီအယုံ KNU တပ်မဟာလေးမြတ်ထွေခရိုင်အတွင်းရေးမှုပဒုဆိုအင်နာကပြောဆိုထားပါတယ်လက်နက်ခေယံတွေလည်းတင်စီရရှိထားတယ်လို့သိရှိရပါတယ်ကောင်းလိုက်တဲ့တဲ့နောက်တဲ့ ်ရန်ကုန်တိုင်းစပီတာမြုပ်နေမြို့မရေးစခန်းဤလုံချုံရေးကိတ်ကိုဂျူလာစချီရဲ့ညပိုင်းကလက်ပစ်ဘုံးဖြစ်တိတ်ခိတ်ခိတ်ကြောင်း The Bloodline အဖွဲ့ကတည်င်ထုတ်ပြန်ထားပါတယ်ညရှိနာရီ3မိနစ်တွင်စစ်ကောင်စီတက်လက်အောက်ခံရေးတပ်ဖွဲ့ဝင်3ဦးရှိနေသည့်စွေပီတာရေးစခန်းလုံချုံရေးကိတ်ကိုလက်ပစ်ဘုံးနှလုံးဖြင့်ပိတ်ခတ်တိတ်ခိတ်ခိတ်ကြောင်းသိရှိရပါတယ်အမေဆုနဲ့ထောင်ထက်ကရေးပေါ်တွေအတွက်ပြီးတော့အာနာစင်ရဲ့ဖိနှိပ်မှုမှန်တမျှခေါငုတ်ခံနေရတဲ့ပြီးသူတွေအတွက် တရားမျှတမှုရဖို့ရည်ရွယ်ပြီးတိုက်ခိုက်တာဟု The Bloodline အဖွဲ့တဝန်ခံကူမန်ကပြောဆိုထားပါတယ်။ထိခိုက်ဒေဆုံးမှုအတိအကျမသိရရှိသေးဘူးဆုံဆန်းနေစေဖြစ်တယ်လို့သိရှိရပါတယ်။ရန်ကုန်မှာရှိတဲ့စစ်ခွဲတွေခွဲရဲတွေမင်းတပ်ဘဝမလုံခြုံတော့ဘူး။ရန်ကုန်အာမေတွေကမင်းတောက်ကိုခဏခဏလာဆိုတော့မှဖြစ်ပါတယ်။ဆော့တာဆော့ကြည့်ကြပါလို့ဒီကနေ့ပြောဆိုချင်ပါတယ်။ကောင်းလိုက်တဲ့တဲ့နောက်တဲ့ ရန်ကုန်တိုင်းမြို့ကလပမြို့နယ်ခမတ်တွေတက်ဆွေးထားသောစစ်ခွေးနှင့်ခွေးရည်များကိုလက်ပစ်ပုံးများဖြင့်ဖုတ်ခွေးတိုက်ခိတ်ခဲ့ရာထိခိုက်မှုရှိကြောင်းမြို့ကလပမြို့နယ်ပကဖမတည်င်းထုတ်ပြန်ထားပါသည်။ဂျူလာစစီရနေ့ညစေနာရီ15မိနစ်ဝန်းကျင်တွင်မြို့ကလပမြို့နယ်စီမြို့နယ်ခမတ်တွေတက်ဆွေးထားသောစစ်ခွေးနှင့်ခွေးရည်များကိုတော်လှန်ရေးပုံများကလက်ပစ်ပုံးနှလုံးဖြင့်ပစ်ခတ်တိုက်ခိတ်ခြင်းဖြစ်ကြောင်းသိရှိရပါသည်။ ကယ်ရှင်ကုံမြုပ်ကတော့အမေစုမွေးနဲ့အတွက်စစ်ခွေတွေခွေရဲတွေရန်ကုန်အာမေတွေကစုံနေပြီဖြစ်ပါတယ်။အမေစုမွေးနဲ့အတွက်လက်ဆောင်ပေးတာဖြစ်ပါတယ်။ကောင်းလေတဲ့တတင်းတော့တင်းအေယာဝတီတိုင်းလေးမျက်နှာမြုပ်နေမှာအရခတ်တတော်အေအေပူပေါင်းတော်လှန်ရေးတက်နဲ့စစ်ကောင်စီတက်တုတ်ကြနှစ်ဖက်တိတ်ပွေဆက်လက်ပြပွဲလက်ရှိနေကြောင်းသိစီရပါတယ်လေးမျက်နှာမြုပ်နေအတွင်းကဂျက်ကိတ်ကွင်းရေဖြိုစင်းဘောင်လောကတာစင်းတောင်မူကောက်အောက်စုဆိုပြဒနုကုံ ချင်းကုံချင်းကွင်းစာဒီကျေရွာနဲ့အနိပတ်ဝန်းကျင်တုတ်မှာယခုရပိုင်တိတ်ပွေးတွေပင်ထန်နေပြီးစစ်ကောင်စီဖက်ကအင်အားဖြင့်စစ်ကူပူးဆောင်ချင်းနဲ့လေကြောင်းတိုက်ခိုက်မှုတွေလည်းနေ့စဉ်ရှိနေတယ်လို့ဒေတာခန်တွေကပြောဆိုထားပါတယ်။အရခတ်တတော်အေအေနဲ့ပူပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေဟာပတိန်မုံရွာလက်မှတ်ပေါ်ကဆိုပြာကျောက်ကိတ်ကွန်းနဲ့တင်းနုကုန်းကျေရွာတို့မှာယာယီစခန်းချနေထိုင်တဲ့စစ်ကောင်စီစခန်းအချို့ကိုတင်းယူလိုက်ပြီးလောက်ကထာဖက်မှာရှိနေတဲ့စစ်ကောင်စီစခန်းတွေကိုလည်း တူလိုက်ရဲ့တပ်မှဆက်လက်တိုက်ခိုက်နေတယ်လို့ဒေတာအခြေစိုက်စီရဲ့တည်ရင်မိကပြောဆိုထားပါတယ်။ဆိုပြာကြတဲ့ကွန်းနဲ့တင်းနုကုန်းရွာကစခန်းတွေကိုတင်ပိတ်တာဖြစ်ပါတယ်။တင်းနုကုန်းကတော့မနေ့ကကျွန်တော်တင်ပြပြီပေါ့နော်။ခုဆိုရင်တော့စခန်းတစ်ခုပေါ့ကွာ။ကောင်းလိုက်တဲ့တင်းနောက်တင်းမလာနစစီရဲ့မှာလောက်ခတ်ခဲ့တဲ့စကိုင်းငလင်ကြီးအတွင်နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုတ်ကူဒေါအောင်ဆန်းစုကြည်ရဲ့ ပေဖက်လက်ထိခိုက်တံရရရှိခဲ့တယ်လို့ယုံကြည်ရကြောင်းသိရှိရပါတယ်။စစ်ကောင်စီကအာဏာသိမ်းပြီးတဲ့နောက်မတရားဖန်ဆီးအချင်းချခံထားရသူနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်ရှိစေပြီးမွေးနေ့ကြရောက်မဲ့ဂျွန်လ16ရက်နေ့အတွက်အရက်ဖက်အဖွဲအစီတစ်ခုဖြစ်တဲ့ဆူဖောင်ဒေးရှင်းရဲ့ကျင်းပချက်မှာအေဒီအတိုင်းကိုထည့်သွင်းဖို့ပြထားပါတယ်။စုဖုန်ဒေးရှင်းရဲ့ကျင်းပချက်ကိုဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အယက်တာအစိုးရလက်ထက်မှာ စီပွားရေးအကြံပေးအရာရှိအဖြစ်တာဝန် UK သို့ Australia နိုင်ငံသားရှောင်းတန်နေကလည်းလူမှုဝေရပေါ်ပြန်လည်မျှဝေထားပါတယ်ဒီ drink ကတော့လုံခဲ့တဲ့တလားခွေးလောက်မှထွက်ပြီပေါ့နော်ဒါပေမဲ့မယုံဘူးကျွန်တော်မဖြစ်နိုင်ဘူးလို့ကျွန်တော်ကပြောဖူးတယ်အခုမှတော့ Amy Foundation ကထုတ်ပြတယ်ဆိုတော့ဖြစ်လေဖြစ်နိုင်ပါတယ်တကယ်ဖြစ်ခဲ့လို့ဆိုရင်အမြန်ဆုံးကောင်းပါစေလို့ဒီကနေ့ဆုတောင်းပေးပါရစေ။ဂျူလတ်စကူရဲ့နေ့ရက်မနက်ပိုင်းအထူးတရင်ကတော့ဒီလောက်ပါပဲ။ကေတာဆိုရင်တော့ကျွန်တော်တို့ပထမဆုံး KNU တင်ပိတ်ထားတဲ့လက်နက်ခရံတွေကိုချက်လောက်စူးကြရအောင်နေရအောင်ဘူးနော်အားချိပဲဟမ်ဒီပဲလားအဲ့ဒီပဲ ်ဟိုအနောက်မှာခေါ်ပြခုနတစ်ချက်ပါညမ်းနေလုံးမိပါအဘချီရလှူပါကွာအဘချီချေယူတင်ပါလေလို့ညံ့ညံ့လာလှူပေးပါဦးလို့ဆောရမြရေကွာဒီတော့လည်းညာချီချေလို့ရောစီကင်းကွာဒီစခွေတယ်ပြောင်းလာကြပြီ ဘောနဲ့တော့ကိုထဲနေရနော်ရရနော်စက်ခဏချိန်ပါဟောတာတော်တော့ဆင်းစခန်းတင်ထားတဲ့နေရာလားဘေးနေရာလဲမကြည့်ဘူးဒီနေရာကတော်တော့ပုံပြထားဘူးပေါ့နော်ဘေးစခန်းကဘက်ဖြစ်ကွာကျင်းနေတကွာ ဒီလောက်များတာကွာဒီလောက်ကြီးစံများကြီးရှိတာနဲ့ချီရင်နဲ့ပြလောက်စံဒီလက်နဲ့တွေလည်းများကြီးပဲဒီလောက်တော့ရှိအင်တာနက်ဒီခွေးတွေခွေးပြီးဝတ်ပြီးထိုင်ထိုင်ပက်မှာထွက်ပြီးနေကြတာကြီးဝေးကကွာများကြီးပဲရေလူတော့တာတော့သူတို့ကြီးစံတွေကြီးစံတွေကျွန်တော်တို့အဲ့လိုမျိုး ကြီးစံတွေချိခဲလို့ဆိုကွာတော်လိုက်ကပြီးတာကြာပြီကြီးမရှိလို့နောက်ဆုတ်ပေးရတာပေးရတဲ့ချင်များရှိတယ်ကျွန်တော်တို့တော်လိုက်ပြန်မှာပေါ့နော်ဆိုင်တက်နေတာသူတို့ဟိုနေသူတို့တဲ့ဆိုင်တက်နေကြည့်နေမျိုးမှတော့ဆိုင်တက်သူတို့တအိပ်ပဲပေးတာဟော ောင်းတော့ဟုတ်ပြီဟိုဘက်စိတ်ကြည့်ပဲတိတ်ပဲနှစ်ယောက်ထမ်းပါနဲ့ညာဦးနှစ်ယောက်ထမ်းနေမရဘူးနှစ်ယောက်ဝင်တော့ပဲခွဲရမှာအိတ်တိတ်အိတ်တိတ်လောက်ဝေးပါအချိန်တက်နေတယ်ဟောအိတ်တိတ်လောက်ပါဟုတ်ပြန်ခွဲပြန်ခွဲမေးထမ်းနေရလားမေးမေးပါမိတ်တယ်မိတ်တယ်ဒါလေးစားရခင်ယူတယ်ကေတာဆွင်ဒေါ့နော့ဗီဒီယိုအမေဆူအသက်စီစေပြီးမွေးနေအထင်းအမှတ်အဖြစ်စစ်အာဏာရှင်စန့်ကျင်ရေးပန်းတပိတ်နဲ့အပြာရောင်လက်ပတ်ကမ်ပိန်းလှောက်ရှမှုမှာပါဝင်ကြဖို့ချောင်းဦးမြုပ်နယ်လူငယ်အဖွဲ့က လှူဆော်တဲ့ဗီဒီယိုတစ်ချက်လောက်ရှုကြရအောင်ဒီပါရဲ့မေတော်ဆက်စွကြည့်ဝိနေ ရှင်ရဲကဝင်းပြဲကြဖို့အတွက်စိုက်တိုးလို့ဆိုအပ်ပါသည်။တော်ဆန်းစုကြည်လေတို့ကနိုင်ငံရေးရှင်တို့များအားလုံးလွတ်မြောက်ရေးကိုအလွန်ရှိချောင်းဆန္ဒပြုဖို့သက်ဆိုင်ရာမြို့နယ်သပိတ်ကော်မတီများနဲ့အတူလက်မှာကြာရာဝိဆာများပြီးပါဖြည့်ဖြတ်ကြဖို့စိုက်တိုးလို့ဆိုအပ်ပါသည်။ ကဲတငယ်ချင်းတွေမြင်တဲ့အချိန်ပဲဖစ်လောက်ဒီဗီဒီယိုကိုတင်ပြတာလေဆိုတာကတော့နောက်ဆုံးဗီဒီယိုမှာကြည့်ရမယ့်ဗီဒီယိုနဲ့ဆက်ဆက်လို့ကြည့်ဒါဆိုရင်တော့နောက်ဗီဒီယိုမလေးရှားကငီကူပြုတ်သွားတဲ့စကားကိုတစ်ချက်လုံးနားဆင်ကြည့်အောင်မဟုတ်ပါဘူးလူတယောက်ကမွေးနေကိုလှုပ်ပေးတာလူတယောက်ကမွေးနေဆောတော်ဆန်းစုကြည်ရဲ့မွေးနေမှာအင်းကြီးအပြာဝတ်ထားနေပန်းပန်တာနဲ့ကိုဒါနဲ့ဖမ်းအောင်ဘာဒီလှုပ်နေလို့လဲဒီဒီမွေးနေမှာဒီအင်းကြီးဝတ်လို့ရှိရင်ဖမ်းအောင်အဲ့ဒီအင်းကြီးကဘယ်သူ့ကိုသူကစူးနေလို့လဲ မဟုတ်ဘူးလားလူတွေကတော့တော်တော်ကွာကြတယ်ကွာကြောက်ပြီဆိုလဲချီးချမ်းအောင်ကြောက်တာအင်းကြီးပြဝတ်ထားနေပဲဘာနန်းကြသွားမှာလားခင်ဗျားတို့ကအင်းကြီးပြဝတ်ထားနေခင်ဗျားတို့ကကျိန်စာမိသွားမှာလားဒုက္ခပါပဲပန်းပန်တော့ဘာဖြစ်လို့လူတိုင်းလူတိုင်းပန်နေနေ့တိုင်းပန်နေဒီပန်းကြီးခေါင်းပေါ်တင်ထားရတယ်ခင်ဗျားတို့ကနန်းနေကြဟုတ်လားဘဝတွေပြောင်းသွားမှာလားစိတ်ဆင်းရဲပါတယ်ကွာအင်းကြီးပြဝတ်ထားနေပန်းပန်ထားနေဆိုဖမ်းမယ်လေဟာငါလီးပဲကွာစိတ်တွေလည်းညစ်ပါတယ် သူတို့နဲ့ကြမှာပဲပပန်တော့အချိန်ရွေးပန်မှုဖြစ်နေပြီ။ခင်းကြီးတော့အယောင်ရွေးရမှုဖြစ်နေ။မင်းတို့ချုပ်တာလေမင်းတို့ထုတ်ထားလိုက်ဘယ်အယောင်မွေးကောင်လို့ထုတ်မထားဝှစ်ရှင်နေဝင်အင်ကြီးဝှစ်မှာပေါ့။ငါတို့ဘာငါတို့ဝှစ်ရှင်နေနေဝှစ်ရှင်နေအင်ကြီးဝှစ်မှာပေါ့။စောက်ယူတယ်။อืมဟုတ်တယ်။အမေစုနဲ့ပတ်သက်ရင်တော့ဒီ secret တွေကတအားကြောက်ကြတယ်။အမေစုနဲ့ပတ်သက်ရင်ဘာပဲလောက်လောက်ကန့်ကွက်ကြတယ်။အလောက်တောင်ကြောက်တာကွာ။ဘန်းတွေတောင်ကြောက်ကြပြီ secret တွေက။အင်ကြီးအပြာရောင်တွေလည်းကြောက်ကြပြီ secret တွေက။ ငကြောက်တွေငကြောင်တွေငချောက်တွေကွာငါလုံးမသားတွေမကြခင်မင်းတော့တွေအကုန်တေးကြမှာစောင့်တာစောင့်ကြည့်မလေးရှားကငီလေးပြုတ်သွားတာတအားမှန်တယ်ကေတာဆိုရင်တော့ no video အောင်ဆန်းရှက်ပြုတ်သွားတဲ့စကားကိုတစ်ချက်လောက်ငါစင်ကြည့်အောင် happy birthday ပါအမေစုအမေကျမ်းပါပါစေမတရားဖန်စီအချုံတော်ခံဘွားနေလေအမြဲဆုံးလွတ်မြောက်ပါစေအမေကျွန်တော်တို့အစိုးရတင်တဲ့စတက်စင်အချိန်တုန်းကကျွန်တော်တို့ ကျွန်တော်တို့ရဲ့ marine တနန်းစီယာတယောက်ကသင်ပြပါတယ်မင်းတို့တော်လိုင်းရေးလှုပ်တဲ့အခါဘယ်တော့မှ hero မလုံနဲ့ဆိုပြီးတော့ညွန်ပြပါတယ်ကျွန်တော်တို့ညဘက်မှာကျွန်တော်တို့ပြန်စဉ်းစားပါတယ်ကျွန်တော်တို့ကတော်လိုင်းရေးလှုပ်တာဘာအတွက်လှုပ်တာလဲအဖြေကတော့ရေရိုးရှင်းရှင်းပါပဲဆရာနာရှင်စနစ်ခြုံငိမ့်ဖို့အပြီးတိုင်အမြင့်ဖြတ်ဖို့ ဒီမိုကရေစီနိုင်ငံတော်တစ်ကိုပြည်ထောင်စုတစ်ခုအနေနဲ့တာရုံညီမြတွားနိုင်ဖို့လွတ်လပ်ဖို့ဆိုတဲ့အဖြေပါပဲဒါပေမဲ့ကျွန်တော်တို့ကျွန်တော်ဒေါ်လိုင်းလောက်တာဒီကျွန်တော်နိုင်ငံဆက်ရနေခြင်းစနစ်ကလွတ်မြောက်ဖို့လဲဟုတ်တယ်လို့ကျွန်တော်တို့ခေါင်းဆောင်တွေအတွက်ကျွန်တော်တို့တိုက်ပွဲဝင်တာလဲဟုတ်ပါတယ်ဒါကြောင့်ကျွန်တော်ရဲဘော်တွေကိုကျွန်တော်ပြောပြပါတယ်ငါကတော့ တော်လိုင်းကြီးလုံနေရင်းနဲ့လိုအပ်ရင်လည်းတစ်ချိန်မှာငါတို့ခေါင်းဆောင်တွေအတွက်ငါတို့ဟီးရိုးလုံတဲ့ရင်လုံမယ်ဆိုပြီးတော့ကျွန်တော်ပြောပြပါတယ်။အင်းအမေအတွက်ပြည်သူလူထုအားလုံးအတွက်ကျွန်တော်တို့ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်အမေ။အမေကျမ်းပါပါစေ။အမေတို့အောင်ဆန်းစုကြည်အတွက်ကတော့ကျွန်တော်တို့ဟီးရိုးလုံတင်ပါတယ်။အမေအောင်ဆန်းစုကြည်ပုဂ္ဂိုလ်လူမျိုးဘယ်တော့မှကျွန်တော်တို့နိုင်ငံမှာထွက်ဖို့မလွီတော့ပါဘူး။အဲ့ဒါကြောင့်သူ့အပေါ်မှာကျွန်တော်တို့ဟီးရိုးလုံပေးဖို့လိုပါတယ်။ ကဘာပေါ်မှာတတိအရှိဆုံးမင်းကလေးဆိုရင်တော့အမေစုပဲရှိပါတယ်ကျွန်တော်မိမာတော့ကျွန်တော်တို့ကြမ်းကြမ်းမာမာနဲ့အမေစုကိုတွေ့မယ်လို့ကျွန်တော်ယုံကြည်ပါတယ်အမေစုကိုအသက်လက်ရှိမယ်လို့ကျွန်တော်ကတော့100%ယုံကြည်ပါတယ်ဒီနေ့တော့အမေစုမွေးနေ့ဆိုတော့အမေစုနဲ့ပတ်သက်ပြီးဗီဒီယိုတွေပဲကြည့်ရမှာဖြစ်ပါတယ်နော်ကေဒါဆိုရင်တော့ note video တံပူရှိတဲ့အမေစုစကားကိုဖတ်ပေးနေတဲ့ညီမလေးတစ်ချက်လုံးနားဆင်ကြည့်အောင်မင်္ဂလာပါရှင် မြန်မာလေးပေါ့နော်ဒီနေ့မှာအမေပြောခဲ့တဲ့စကားတွေကအရန်နဲ့တမိုးရှိတယ်ဆိုတော့မြန်မာလေးတို့ပြည်သူတွေသိအောင်ပေါ့မင်းကဖက်ပြပေးတာပါရှင်။ဘာပြောသလဲဆိုတော့ကိုယ့်ကိုလက်ပေးတယ်ကိုယ့်ကိုပတ်စံထိုးတယ်တယံဇာတာတွေပေးလို့ကိုကအဲ့ဒီလူပတ်စံထိုးတာကိုယူပြီးတော့ကိုကအဲ့ဒီလူရဲ့နောက်ကိုအလုံးလိုက်လုပ်ပေးတာ ကိုတကယ်တော့ကိုယ့်ရဲ့ပညာကိုကိုကိုယ်တိုင်စော်ကားတယ်လို့ဖြစ်တယ်လို့တဘာသူကလည်းကိုယ့်ပတ်စံနဲ့ပေးဝယ်လို့ရလို့ရှိရင်ကိုဟာဒီအလုပ်ကိုတဲ့သူခိုင်းတယ်လို့လုပ်တယ်ဆိုရက်ပုံစံဖြစ်သွားတယ်တဲ့ဒါကြောင့်မို့လို့မင်းဟာတဲ့ဝယ်လို့ပြရတဲ့ပစ္စည်းတတ်တာပဲဖြစ်သွားလိမ့်မယ်တဲ့ငါဒီသာမှန်တယ်ငါဒီသာသိတယ်ငါဒီသာတတ်တယ်ငါသာလုံနိုင်တယ်ဆိုရက်စိတ်ရှိရဲ့ပုံပုံနေရတဲ့ အမြင်ချင်းမြောင်းတဲ့ပုံကုံများပါပဲတဲ့ဒီလိုမျိုးအမြင်ချင်းတဲ့ပုံကုံများဟာတဲ့အရှားပုံကုံရဲ့ခံစားချက်တွေစံနာတွေညှော်လင့်ချက်တွေဘယ်တော့မှနားလည်ပေးနိုင်မှာမဟုတ်ပါဘူးတဲ့ဒါကြောင့်မလို့ကျမတို့ဒီအမြင်ချင်းမြောင်းတာကိုကျဲသွားဘောင်ပြန်းနေရောထွက်ကြည့်ကြရမယ်တဲ့ပြည်သူအတောင်နားစွန့်နိုင်ရမယ်တဲ့ပြီးကြလို့ရှင်လေတဲ့ကျမတို့နိုင်ငံမှာ ဘယ်လိုခက်ခဲနေလဲဆိုတဲ့အရာတွေကိုကျမတို့နားဆွန့်ထားရမယ်။ဒါကြောင့်မလို့ကျမတို့အမြင်ချင်းမြောင်းတဲ့စိတ်တွေဖယ်ပြီးတော့ငါငါမှန်တယ်ငါတိတယ်ငါသာတက်တယ်ငါလုံးနိုင်တယ်ဆိုရက်မာနငါတကောစိတ်ကိုဖယ်ချပြီးတော့ငါဒီလေပြည်သူနဲ့တသားလေးပဲဆိုပြီးတော့ဥပ္ပွင့်လင်းနဲ့ပြည်သူတွေရဲ့အတောနားထောင်ပေးဖို့အရန်နဲ့အရေးကြီးပါတယ်တဲ့ကျမတို့အမှန်တရားလုပ်တဲ့လူတွေဟာတဲ့ရှုံးရင်လည်း နိုင်ရမယ်နိုင်ရင်လည်းနိုင်ရမယ်အမှန်တရားမလုပ်တဲ့သူတွေကတော့ရှုံးရင်လည်းရှုံးရမယ်နိုင်ရင်လည်းရှုံးရမယ်ဒါအမှန်တရားပဲဘာကြောင့်လဲအမှန်တရားသိတာအရာရာအမှန်တရားသိတာအမှန်အကန်ဒါကြောင့်မလို့ကျမတို့ဒီနိုင်ကိုနိုင်ရမယ်ကျမတို့တော်လန်ရေးဒီနိုင်ကိုနိုင်ရမယ်အရင်တည်းကလည်းနိုင်ခဲ့သလိုအခုလည်းနိုင်ခဲ့ဒါကြောင့်မလို့ကျမတို့တော်လန်ရေးနိုင်ကိုနိုင်ရမယ်အောင်ကိုအောင်ရမယ်အမေပြောတော့သလိုပါပေါ့နော် ကျေးဇူးလိုက်တင်ပါတယ်။ဒါကောင်းပါတယ်။အမေစုပြောထားတဲ့စကားတွေကကျွန်တော်နိုင်ငံသားတွေအတွက်တန်ဖိုးရှိတဲ့စကားတွေကြီးပါ။ဒါလီနဲ့တဲ့စကားတွေဖြစ်ပါတယ်။ဒါလီစပါတယ်ညီမလေးကျေးဇူးလေးတင်ပါတယ်။ geta.swin.no video စာမတက်ပေမတက်ငတူးလှိုင်ကိုလှောင်ပြောင်လိုက်တဲ့ပုတုမတစ်ချက်လုံးနဆင်ချအောင်နောက်25ခုနေမိုးရသည်တည်ပင်ဆိုင်ပွဲတော်မှာလက်ရှိကျွန်တော်နိုင်ငံအစည်းအဝေးနိုင်ငံတော်ဝန်ကြီးချုပ်ကနေပြီးတော့မိန့်ခွန်းပြောသွားရဲပေါ့နော်အဲ့ဒီမှာ ပြီးခဲ့တဲ့2015တုန်းကဆိုလို့ရှိရင်လည်းကျွန်တော်တို့မြန်မာနိုင်ငံမှာနိုင်ငံ area ရဲ့40နှစ်တသမာ9နှစ်ရာခိုင်နှုန်းထိတက်တော်ဖုံးလွှမ်းမှုရှိတယ်တဲ့သရော area ရှိတယ်ပေါ့နော်အခုနောက်25စက်တက်မှာကြတော့နိုင်ငံ AD ရာရဲ့40နှစ်တသမာ15ရာခိုင်နှုန်းပဲရှိတယ်။ဒါကြောင့်မလို့အနေငယ်ရောကြတော့တာတွေ့ရတယ်တဲ့။ဒါပေမဲ့နာဆာကအစိုးရအိမ်ဆောင်အစိုးရတာဝန်ယူပြီးနောက်ပိုင်းမှာနော်တစ်ပင်လေးဆိုင်ပြိုးတွေအခုလက်ရှိဝဲရသေးတစ်ပင်ဆိုင်ပွဲတော်မျိုးပေါ့နော်။တစ်ပင်လေးဆိုင်ပြိုးတို့လိုတတော်တွေကိုလည်းစနစ်ကြကြပြုတ်ပြင်ထိမ့်သိမ့်တဲ့အတွက် ြစ်အလိုက်မှာတတော်ပြုံးနည်းမှုတိတိတာတာရော့နေကြဆင်းလာတာတွေ့ရပါတယ်ဆိုပြီးတော့ကျွန်တော်နိုင်ရဲ့အကြီးကြီးကပြောသွားတယ်အဲ့ဒီ16ရက်နေ့မှာပဲနော် Global Forest Work နိုင်ငံတကာမှာတတော်ပြုံးနည်းမှုတွေကိုလည်လာဆောင်ကြည့်နေတဲ့အဖွဲ့ရဲ့အစီအခံလာကြတော့ဘာထွက်လာလဲလို့မေးလို့ရှိတယ်2022ကနေ2025ခုနှစ်တော့မှာမြန်မာနိုင်ငံမှာတတော်ပြုံးတိအေကပေါင်း2000တိရှိတယ်ဖျားဖျားဖျားတတော်အေက2000မဟုတ်ပါဘူး နှစ်ပိမ့်မကောက်အေးကနှစ်ပန်းအထိရှိတယ်ဆန်ဖတ်တယ်ဒီကရဲ2024တနှစ်ထဲမှာတင်မြန်မာနိုင်ငံမှာတက်တော်ပြုံးတိမှုတက်တော်အေကပေါင်းခွန်းနှစ်ပိမ့်နဲ့တထောင်အထိရှိတယ်ဒါတိတ်ကုန်များရဲ့ပမာဏအဲ့ဒါမိမိရဲ့ဘဘစာမတက်ပေမတက်ဆိုတာကိုမင်းသိတယ်မဟုတ်လားမြန်မာဘာကစာတော်မှမဖတ်တတ်ဘူးမြန်မာစာတော်မှဖတ်ရင်အွန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 ်နဲ့ဖတ်တာကျွန်တော်ထက်တောင်ဆိုးရတယ်မြန်မာဘာကအင်္ဂလိပ်စာဆိုရင်သူမဖတ်တတ်ဘူး အဲ့ဒါကိုမင်းတို့ကသူ့ဘိုးကိုဘာနေတော့ပဲသူ့ဘိုးကိုဆုပ်နေတော့ပဲစာမတက်ပေမတက်ငဒူးလှိုင်ဆိုတာကိုမင်းတဘောပေါ့ပြီမဟုတ်လားကဲဒါဆိုရင်တော့ now video မြုပ်ကလေးပြောသွားတဲ့စကားကိုတစ်ချက်လောက်နားဆင်ကြည့်အောင်ဒီဒေါ်ဆန်းသူကြီးမွေးနေ့အတွက်ဒီဆူတောင်းမှုရုံးတန်ဖိုင်အားလုံး8000ခန့်ရရတယ်ဆိုပြီးတော့ဒီစစ်သွေးကြွအုပ်စုတွေကထုတ်ပြန်နေတာတွေ့ရတယ်လှုပ်ဆောင်နေတာတွေ့ရတယ်ပြီးသွားရင်လည်းပဲကျွန်တော်တို့ဒါပန်းတပိတ်ပြီးရင်ကျွန်တော်တို့အင်ဂျီအပြာဝိစင်တပိတ်လောက်ကြဖို့စော်နေရလဲတွေ့ရတယ်အဲ့တော့ဒီပြည်တွင်းမှာရှိတဲ့ ပြည်တွင်းမှာရှိတဲ့နိုင်ငံသူနိုင်ငံသားတွေအနေနဲ့ဒီလိုလှုပ်ရှားမှုတွေကိုပါတယ်ပါမယ်ဆိုရင်ဝင်ပြီးတော့ပါမယ်ဆိုရင်ကြုံတွေ့လာနိုင်တဲ့အရာတွေကကျွန်တော်အကြမ်းဖက်မှုနဲ့ပတ်သက်တဲ့ဥပဒေအနေနဲ့အမှုဖွင့်အရေးယူချက်ခံမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ကပါခြင်းမပါခြင်းကကိုယ်ကရှင်နေနဲ့ပဲဆိုင်။တွေ့ရနော်။ခုနကသူပြောထားတာနားနေကြတယ်နော်။ဒါကကျွန်တော်တို့ကဖြစ်လာနိုင်မဲ့အနေအထားကိုကျွန်တော်တို့ကတင်ပြပေးတာဖြစ်တယ်။အဲ့တော့ဒီစစ်သွေးကြောအုပ်စုတွေကတော့ဒေါန်ဆန်းစုကြည်ရဲ့ဒါအသက်80ပြည့်မွေးနေ့ဖြစ်မွေးနေ့မွေးနေ့ဖြစ်ပေါ့ဗျာသူတို့ဒီ greenish ဆိုင်ချိုးဖို့အတွက် ်ရုဒ္ဓမှာ8000ရထားတယ်ပေါ့ရုဒ္ဓမှာ8000ရလိုက်တာရထားတယ်ပေါ့တောင်စောင်းကြီးမွေးနေပေါ့ဗျာအနေနဲ့ရမှရှိတဲ့သူ့ကိုချစ်တဲ့သူတွေကရုဒ္ဓမှာဆူတောင်းတဲ့အားလုံးကျွန်တော်တို့8000ပတ်လဲရတယ်ပေါ့ဗျာအဲ့တော့ကျွန်တော်ကအဲ့ဒါကဘာထူးလဲဆိုဘာမှမထူးဘာမှမထူးဘာသူ့ရဲ့ရွေချက်ကဘာလဲဆိုတော့ဒီတောင်စောင်းကြီးကိုအကြောင်းပြုပြီးတော့ဒီပြည်တွင်းမှာမငြိမ်မသက်မှုတွေဖြစ်အောင်လောက်တာဟုတ်လားသူကတတိရှိရွာခင်ဗျာပြည်ပအော်မနေနဲ့ခင်ဗျာအဲ့ဒီပြည်တွင်းနဲ့လာဟောလိုက် နောက်ဆုံးကတော့ဒီထားပြပါနေစပါနေစကတဲ့ဝင်ဝင်ပြီးတော့အမကျွန်တော် KB နဲ့ကငါတို့អော်တယ်ကွာဆိုអော်နှုတ်ဆော်တယ်ကွာနှုတ်ဆော်ဟွနှုတ်ဆော်ရသူအားလုံးကပြည်ပြင်းနေပဲပြည်ပမာကြီးပဲပြည်ပကောင်နေကြီးပဲအော်ငါအာငါအာမြန်မာပြည်တွင်းမှာနေပြည်မှချောင်းဦးမြောင်နေမှာတွားကြည့်လိုက်လေခွေးမသားရဲ့ပြည်ပကလူဆိုတာမဟုတ်ဘူးခွေးမသားပြည်တွင်းမှာလည်းအများကြီးပဲမင်းကလေးတယောက်ကိုကမ္ဘာစတန်ဒတ်အာမေတွေကကြောက်ကြတယ်ဆိုတော့တကယ်ကအော်ရီကွာတီလာခွေးမသားမင်းပြောတော့ဘာမှမဟုတ်ဘူးဟုတ်လား เอบ้ามาမဟုတ်ဘူးမင်းတို့စာမတက်ပေမတက်တွေကဘာမှမသိဘူးလေအဲ့ဒါကြောင့်မင်းတို့အတွက်ဘာမှမဟုတ်ဘူးဒါပေမဲ့တကဘာလုံးအတွက်ဟုတ်တယ်ကျွန်တော်တို့ပြည်သူတွေအတွက်ဟုတ်တယ်ကဘာပေါ်မှာဆန်းချင်းမီမှာသူတယောက်ထဲပဲရှိမယ်မယုံရင်ကြည်ခွေးမသားမင်းတို့တွေကစာမတက်ပေမတက်ငတူးလှိုင်ကအိုခိုင်းတဲ့အတိုင်းအိုနေတဲ့ခွေးတွေဘာမှမသိဘူးမင်းတို့ဆော့ဆန်နေနေလေးရတာနဲ့အမှားနဲ့အမှန်တော်မှမခွေးချက်တတ်တဲ့စခွေးလိုပြီးတွေ့ မင်းတို့တနေ့ကြာအလှေလာမှာပါမပူနဲ့ဆောင်းတာဆောင်းပါအခုအချိန်မှာတမင်ဝအောင်စားပြီးမှကြိတ်တလူအောင်ပါဘသူမှလည်းမင်းကိုယုံတာလည်းမဟုတ်ပါဘူးဟုတ်ပြီနော်ခွေမတာဟုတ်ကဲ့ပါတုံးချင်းတို့ဒီမနက်တင်ဆက်မှုကတော့ဒီလောက်ပါပဲကျေးဇူးများချစ်တင်ပါတယ်ဂျမ်းမာရေးခွစ်ကြပါ I love you all God bless you all thank you for your time